လာသမီးတူသည်လှင်ငယ်စီးသူတို့ရေကူးလာပြီးသူမ၏ဥကောင်းကိုလှည့်ပေးတဲ့တန်ကသူမ၏အမီးကိုရေတွင်ညင်သာစွာခတ်နေသည်ပင်လယ်ဓာပြသည်သူမ၏ဆွဲဆောင်မှုကြောင့်လုံးဝငေးမောနေခဲ့သည်သူ၏အဖွဲ့သားများကသူ့ကိုလှင်မြန်စွာပြန်ဆွဲထုတ်ပြန်ကြိုးစားခဲ့ကြသည်ပင်လယ်သမီး၏ဖမ်းဆားခဲ့သောတချင်တန်သည်ပင်လယ်ဓာပြ၏အာယုံကိုတဖန်ပြန်လဲလွှမ်းမိုးသွားသည်သူသည်မထိတ်ရှုံနိုင်ပဲသူမစီသူ၍သွားခဲ့သည်သို့တော့ထိုချိန်တွင်ပင်လယ်သမီးအများပြသည်လှင်ငယ်ကိုဖြည်းဖြည်းချင်းဝင်ရနေကြသည်လှပသောပင်လယ်သမီးများသည်လှေဘဲမှကိုင်းရွက်ကာသူတို့၏မျက်လုံးများထင်ပင်လယ်ဓာပြများကိုတွေးဆောင်နေကြသည်ပင်လယ်သမီးကထိုလူ၏မျက်လာကိုလက်ချင်အုပ်ကင်လိုက်သည်သူကနှက်ခမ်းကိုဆူကာရှေ့သို့ကင်လိုက်သည် ပြင်လဲသမီးဒီရေရောက်တို့ဖြစ်ဖြစ်ချင်းနစ်မြုပ်သွားသည်နောက်တစ်ဆက္ကန့်တွင်မှပြန်ပေါ်လာကသူမ၏ချွန်တက်တို့အဆွဲများကိုပေါ်ပြလိုက်သည်ပြင်လဲသမီးဒီထိုးလူထန်တို့ခုံအုပ်လိုက်သည်ပြင်လဲသားပြကသူမကိုတိုက်ထုတ်ပြန်လှော့တက်ကိုဆွဲကိုက်လိုက်သည်နှင့်ပြင်လဲသမီးအားလုံးသည်ချက်ချင်းတိုက်ခတ်ရေးပုံစံသို့ပြောင်းလဲသွားသည်၎င်းတို့သည်ရေထဲမှခုံထွက်လာကပြင်လဲသားပြများကိုတွန်းလဲချသည်ပြင်လဲအောက်ခြေသို့ဆွဲခေါ်သွားကြသည်ပြင်လဲသမီးများသည်လှေကိုယ်တွေကိုဆွတ်ဖျဲရန်၎င်းတို့၏ခြေထဲများကိုအုံပြူကြသည်လင်းငယ်သည်အပိုင်းပိုင်းကွဲထွက်သွားပြီးပြင်လဲသားပြအားလုံးရေထဲသို့ကျသွားကြသည်ထိုးစင်မှာပင်ပြင်လဲသားပြအဖွဲ့ကကဲဆိုင်ရန်ရောက်လာသည်၎င်းတို့သည်ဘုံများကိုပြင်လဲထဲသို့ပစ်ချလိုက်ရာ ပောက်ကွဲမှုများကြောင့်ပင်လယ်သမီးများသည်ခနာတာဝေးရာသို့မောင်းထုတ်ခံလိုက်ရသည်ပင်လယ်တိုက်ပြတင်ပေါ်သည်ပင်လယ်သမီးများစီသို့ရွက်လွက်လာပြီးမိများပြစ်လွတ်လိုက်ရာပင်လယ်သမီးအုပ်စုကြီးသည်ကမ်းခြေဘက်သို့ရေကူးရန်အတန်းကြာဖြစ်စေခဲ့သည်ပင်လယ်တိုက်ပြများသည်ပင်လယ်သမီးများကိုဖမ်းဆီးရန်ပိုက်ကွယ်များကိုချကြသည်သို့သောပင်လယ်သမီးများသည်ပြောင်းလဲကာလက်တံများပေါင်လာပြီးပင်လယ်တိုက်ပြများကိုပင်လယ်ထဲသို့ဆွဲချလိုက်ကြသည်ပင်လယ်တိုက်ပြများသည်ပင်လယ်သမီးများ၏တိုက်ခိုက်မှုကိုလုံးဝမတွန့်လှန်နိုင်တော့ပြီကပတိန်ချက်သည်ပင်လယ်သမီးအများများသည်သူတို့စီသို့ဆက်လက်ရေကူးလာသည်ကိုမြင်သောအခါပင်လယ်တိုက်ပြများကိုကမ်းခြေသို့ချက်ချင်းထွက်ခွာရန်အမိန့်ပေးလိုက်သည်ကပတိန်သည်စိတ်ခံတရားပေါ်တွင်ပြေးသွားခဲ့တော့လေပင်လယ်သမီးများက အောက်မှနေ၍သူ့ခြေတော်များကိုအဆက်မပြတ်တိုက်ခိုက်နေခဲ့သည်။သူသည်စောင့်ကြည့်မျောစင်ပေါ်သို့ကမြန်တက်သွားပြီးလောင်စာကိုမိဖြုတ်လိုက်ရာအလွန်ကြီးမားသောအတန်နှင့်မိကြောင်းပင်လယ်သမီးများသည်ကြောက်လန့်သွားပြီးအုပ်လိုက်အတူတကွာပင်လယ်နှက်စီသို့ပြန်သွားကြသည်။ရေရင်ပိုင်းသို့ပိတ်မှန်နေသောပင်လယ်သမီးတူသည်ဖိလစ်ကိုဆွဲချလိုက်သည်။သူသည်ဓာတ်ကိုထုတ်ပြီးသူမ၏အမိကိုရေတွင်ညံသာစွာခတ်နေသည်။ဒီအမိတို့သူမမချိုက်ဘူး။ဒါရရောက်သွားတဲ့ပင်လယ်သမီး၏မျက်လုံးတွေမှာဝမ်းနည်းစရာတွေပြိနှံ့နေသည်။ဖိလစ်သည်သူ့ပင်လယ်သမီးကသူ့အသက်ကို